โอเคဒီနေ့ကတော့ Infinite Note 15 Pro ရဲ့ full review ကြောင်းပေါ့เนาะကျွန်တော်တို့ first impression မှာတော့ပြောခဲ့သလိုပဲမဆန်းခဲ့ရတဲ့ SoC performance test တွေ camera performance တွေဒီကောင်းရဲ့ AI capability တွေကိုအခုဒီမှာဆန်းပြမယ်ဗျာ base quality အနေနဲ့ပြောရမယ်ဆိုရင်တော့ meta frame တွေကိုတုံးထားပေးပြီးတော့ကျွန်တော်တို့ flagship phone တွေမှာပဲတွေ့ရတတ်တဲ့ internal line တွေပါဖော်ပေးထားတယ်ဗျာတွေ့ရတယ်ကောင်းရဲ့ boundary ချင်းတွေကလည်းလုံးဝ ဟိုပါပါလေးတွေပြီးွားရင်တိုင်း DB MO လဲ144 hash နဲ့လာတယ် infinite ရဲ့အခေါ်ဆိုရင်တော့တို့ကတော့ iCare Ultra Refresh ပါညာပေါ့အကြောင်းလေးအနေနဲ့ပြောရမယ်ဆိုရင်အခုကျွန်တော်လက်ထက်မှာရှိနေတဲ့ Titanium Gray ရဲ့ Enchanted Purple Resin Edition Shadow Black ဆိုပြီးတော့၄မျိုးတောင်ရှိတဲ့အတွက်ကျွန်တော်တို့ရွေးစရာ option တွေအများကြီးရှိတယ်ပြီးရင်သူ့ရဲ့ဘူးထဲမှာတစ်ခါတည်းပါတယ် wireless charging case တွေပိုင်းတယ်လဲတွဲပြီးတော့ show ထုတ်လို့ရအောင်မယ်ဆိုတော့ base quality တွေပါတယ်ကတော့အကြမ်းမြင့်ပြန်ပြောပြတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဆန်းရမယ့်ပိုင်းတွေအရင်သွားရအောင်ဒီကောင်ရဲ့ SOC က Helio G100 Ultimate ဖြစ်တဲ့အတွက်ဒီကောင်မှလည်းသူ့ရဲ့လုံးနိုင်စွမ်းကအကန့်အသတ်တော့ရှိတယ်ဗျ ဒီကောင်ကဟို mobile legion နဲ့ပေါ့နော် official msn နဲ့ collaboration လုပ်ထားဖြစ်တဲ့အတွက် mobile legion လို့ game မျိုးကတော့ဟိုသိရမလားအထူးတက်လဲ review လုပ်ပေးမနေလဲဆော့လို့ရမှာဆိုတာသိမှာပါတကယ်လဲဆော့လို့ကောင်းပါတယ် mobile legion လို့ game မျိုးကဘလို့ game နေမှာနည်းနည်းလေး struggle ဖြစ်မလဲဆိုရင်ကျွန်တော် ganshin impact ဆော့ပြီဆိုရင် cooling fan တလုံးမရှိဘူးဆိုရင်ဒီကောင်ကလုံးဝဆော့လို့ရမှာမဟုတ်ဘူးဆော့ကျင်တဲ့ပါဆိုထည့်ပြီးတော့ဆော့လို့ရတယ်နော်ဒါပေမဲ့ cooling fan တွေပါရင်မပါရင်လုံးဝ ganshin impact ကဆော့ရတာအဆင်ပြေမှာမဟုတ်ပါဘူး gaming phone တလုံးမဟုတ်ပေမဲ့လဲဒီ phone မှာကတော့ဒါ infinite ရဲ့ gd cv တွေမှာ ပါတယ် Xbox ဆိုတဲ့ function အစုံလည်းထည့်ပေးထားတယ်။ဘာလဲဆိုတော့ဗျာကျွန်တော်တို့အခုဟို games တူပေါ့ဒါ game assistant အဲ့လိုမျိုး gaming assistant အဲ panel လေးထည့်ပေးထားတယ်။အဲ့ဒီမှာဆိုရင်ကျွန်တော်တို့က performance mode လား normal mode လား eco mode လားဆိုပြီးတော့လည်းသုံးမျိုးရွေးလို့ရတယ်ပေါ့နော်။ဒါ AI gaming engine လို့တော့ infinite ကတော့ပြောထားတယ်။ game ကစားရင်တော့ဟိုသိရမလား optimize လုပ်ပေးထားပေါ့။အဓိကကတော့ mobile legend ကစားမယ်ဆိုရင်တော့မှအရင်ထင်ကောသွားမှရှိအောင် line ဆော်ရအောင်အောင်အဲ့အဲ့ဒါတခုတော့သတိထားမိတယ်။ဒီဖုန်းမှာကျွန်တော်တို့ဟိုဆော့ရင် wifi connection တွေ data connection တွေပါရတော်တော်ကောင်းတယ်ဗျ။ ဒီကောက်မှာသုံးပေးထားတဲ့ JBL USB ကဆိုရင်လည်းဒါ5 magnet system ညာအဲ့ဒါကိုမှ high elasticity silicon diagram boost base ဆိုတော့အဲ baseline နဲ့နဲ့ကျင်မယ်လို့ပြောနေတာကဂိမ်းကစားမယ်ဆိုရင်တော့အတော်ပဲပေါ့နော်ဆိုတော့ဒီကောက် SOC က gaming ဆော့လို့ရတာလားအခြားဘာတွေလုပ်လို့ရသေးလဲလို့ကျွန်တော်မြင်ရင်တော့ကျွန်တော်တို့ ဗီဒီယိုရိုက်တယ်ဗျာပြီးတော့ကိုဖုန်းထဲကိုပဲ editing လုပ်ရှင်နေဆိုရင်ဒီဖုန်းမှာလည်း editing လုပ်လို့ရတယ်ဥပမာဆိုရင်တော့ကျွန်တော်တို့ cap cap ပေါ့ဗျာ cap cap မှာကျွန်တော်တို့ hd editing လုပ်မယ်ဆိုရင်တော့ဖုန်းနည်းနည်းပူလာရင် preview မှာထက်တာမျိုးရှိတတ်တယ်ရိုးရိုး editing နဲ့လုပ်မယ်ဆိုရင်တော့အဆင်ပြေတယ်အဲဒါကတော့ကျွန်တော်တို့ဟို creation ဘက်ပေါ့နော် အင်တာတိန်မန့်အတွက်ဆိုရင်တော့ကျွန်တော်တို့ YouTube ဗီဒီယိုကြည့်မယ်ဆိုရင်အမြင့်ဆုံး resolution အနေနဲ့က1440ပြီး65 second ထိပဲရမယ်ဒါကတော့ SOC ရဲ့ limitation လို့ပြောရမယ်ဒါပေမဲ့ drawback အနေနဲ့တခုပါရှိလဲဆိုရင်တော့ကျွန်တော်တို့ 2x နဲ့ရစ်ကြီးတဲ့အချိန်မျိုးမှာဒီကောင်တွေက frame rate ကိုချထားတာဖြစ်တဲ့အတွက် flagship ဖုန်းတွေမှာ 2x နဲ့ကြည်တာလောက် smooth လေလို့ခံစားမှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းထားပါကျွန်တော်တို့1440မီနဲ့60ဖိမာစကန့်ထိဒီဇေတဲ့မှာရတာပဲဒါကတော့မဆိုးလို့ပြောရမယ်အဲ့ဒီ SOC ထပ်ပုံကြီးတန်တဲ့အပိုင်းကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီကောင်ရဲ့ display လို့ပဲပြောရမှာ တကယ်ပါ AMOLED 10DB 144 hash ကတော့ဒီသေးတဲ့မှာချိန်တဲ့ညမှာသွားရှာလုံးဝမရှိဘူးဗျ body ဆိုရင်လည်းဒီကောင်က၄000ဆန်တဲ့ body ပြီးွားရင်ဖောင်တွေကလည်းပါသေးတယ်အဲ့ဒါကောင်မှာ cinematic ratio နဲ့ကျွန်တော်တို့ screen ကလည်း vivid ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီသေးတဲ့မှာ display အတွက်ရွေးပေးပါဆိုရင်တော့ကျွန်တော်တို့ဒီ Infinite Note 15 Pro ကိုပဲရွေးပေးခြင်းတယ်โอเคအဲ့ဒါဆိုကျွန်တော်တို့ AI mic ကိုဆက်ပြီးတော့ရွှေ့ကြမယ်ပေါ့နော် Infinite ကပြောထားတယ် One Tap Infinite AI ဆိုတဲ့ကောင်အောင်ဘယ်လောက်ထိအလုပ်ဖြစ်မလဲအဲ့တော့မြန်မာပြည်မှာလူသုံးအများဆုံးဖြစ်တဲ့ AI Gallery Editor တွေက AI Eraser တစ်ခုပဲပါတာကလွဲရင်ကျန်တဲ့ AI feature တွေကတော့တော်တော်လေးစုံတယ် AI Eraser နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့အဲ့ကောင်ကအလုပ်ဖြစ်တဲ့လောက်ဖြစ်တယ်ဒါပေမဲ့ Next Level ဆိုတဲ့ Level တခုတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ AI Eraser ဆိုတဲ့အပိုင်းကလည်း Android Flagship တွေမှာတော့တော်တော်လေးအလုပ်ဖြစ်တယ်ဆိုပေမဲ့သိရမလားအော်30ကျော်50ပေးရတဲ့ Apple တွေမှာတော့အခုဒီအလုံးမဖြစ်သေးရဆိုတော့ဒီဖုန်းမှာအဲ့ထက်တာသေးရဗျာဆိုတော့ဒါလည်းလက်ခံမေးလို့ရဆိုတော့နေသားမှာရှိရပါတော့ကျွန်တော်တို့အခု certain နဲ့က infinite AI ဆိုတဲ့အထက်ကိုဝင်ကြည့်လိုက်မယ်ဆိုရင် AI feature စသမျိုးတိတိနဲ့ software integration AI နှစ်ခုပါတယ်ဗျာအဲ့ဒီနှစ်ခုကကြတော့ AI လို့နာမည်တက်တာထက်ကျွန်တော်ကတော့ software optimization လို့ပဲနာမည်တက်ချင်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဆက်နှစ်ခုနဲ့မှာဘာတွေပါလဲဆိုတာချက်ကြည့်ကြည့်အောင်ဆိုတော့အဲ့ဒီဆက်နှစ်ခုနဲ့မှာဘာတွေပါလဲဆိုရင် socket to search AI cutout AI wallpaper generator recording summary AI note writing assistant document assistant social assistant translation assistant call assistant flawless message full of vice ဆိုပြီးတော့ရှိတယ်။ကျွန်တော်တို့ရဲ့ audience အများစုကလည်း AI နဲ့ရင်းနှီးနေပြီးသားမလို့တခုချင်းစီတော့အထူးတည်းရှင်းပြမနေတော့ဘူးဗျာ။အဓိကပြောချင်တာကတော့ infinite မှာလည်းဆောင်းတာ AI feature တွေအစုံပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့မြန်မာပြည်မှာက socket to search တို့ AI ခက်တော့တို့ AI eraser တို့အဲ့ဒါလောက်ကလွဲရင်ဘာကုန်းကလည်းတိတ်ပြီးတော့မသုံးရဘူးဆိုတော့ကမထူးပါဘူးပေါ့နော်။အဓိကတော့ဒီ phone တွေရဲ့ AI မှာကျွန်တော်တို့မြန်မာသားကအားနည်းနေသေးရလဲပါတယ်။အဲ့တော့ကျွန်တော်တို့နောက်ဆုံးဖြစ်တဲ့ကင်မရာ performance ကိုတွားကြတာပေါ့ကင်မရာ performance မှာဆိုရင်တော့ကျွန်တော်ကဒီကောက်ကို7သိန်း တိတိဆိုရဲစေးမှာလောက almost perfect ပဲလို့ပြောခြင်းတယ် almost perfect ပဲလို့ပြောရတဲ့အကြောင်းကဒီကောင်က flash တွေနဲ့မရှင်းနိုင်တာ တစ်ခုပဲရှိတယ်။ဘာလဲဆိုတော့အဓိကတော့ shutter speed မမြင်တာပေါ့နော်။ကျန်တာကကျတော့ဒီကောင်ရဲ့ detail တွေကလုံးဝ clarity ကောင်းတယ်၊ color ဆူဆူလေးနဲ့ color မှန်တယ်ဆိုတဲ့အပိုင်းကိုသွားတယ်။ပြီးတော့ contrast ကလည်းအနေတော့အဲအဲ့လိုမျိုးလေးရှိတယ်ဗျာ။အထူးသဖြင့်ကျွန်တော်တို့လူပုံရိုက်ရင်လာလာကြိုက်တဲ့သူတွေဒီဘော့ကိုဝယ်တင်တယ်။အဲမှာကျွန်တော်တို့ coffee sign သွားတယ်ဗျာ။ coffee sign ရဲ့ lighting လေးတွေအယောင်လေးတွေကိုလုံးဝ pop up ဖြစ်ပြီးဆူဆူလေးနဲ့စားကျင်တယ်။လုံးဝ color ကြီးအရင်ဆူထွက်သွားပြီးတော့ saturation များတဲ့ပုံစံမျိုးပြောရမှာမဟုတ်ဘူးနော်။လုံးဝအနေတော်လာတာမျိုးပြောတာ။ တော့ကျွန်တော်ကို10သိန်းမှာကိုကြီးရဲ့ကင်မရာဖုန်းရှာပေးပါလို့လာမင်းတော့ကျွန်တော်တကယ်ပါဒီဖုန်းကိုပဲညွှန်ပေးခြင်းတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်တို့ကြားထားတဲ့ပုံတိုင်းဒီ lighting နဲ့တဲ့ environment မှာရိုက်ထားတယ်ဆိုရင်တော့မှ quality မကျွားပဲနဲ့လုံးဝ lighting ကိုဗျာအကောင်းဆုံး handle လုပ်ပြီးတော့လင်းပေးွားတယ်တကယ်တမ်းကအပြင်မှာဒီနေရာတော်တော်လေးကိုမောင်းတယ်ဗျ selfie ဆိုရင်လည်းဒါကျွန်တော်မြင်တဲ့အတိုင်းပဲပေါ့နော်အရန်ကြီး complain တော့ဘာမှတက်စရာမရှိဒီကောက်မှာပါတဲ့ ultra wide lens ကအဆပါဗျာတော်တော်လေးကိုခရုဆိုင်ပေးတာဖြစ်တဲ့အတွက်ဒီဖုန်းကဘာမှပြောနေကြမရှိတော့အဲ့ဒါကမှကျွန်တော် tele photo မပါဘူးလားလာမင်းရင်တော့ကျွန်တော်ကတော့ အဲ့ဒီလူတွေစယ်သိန်းတန်ဖုန်းတွေမှာဘာ specification ပါလဲဆိုတာတစ်ချက်သွားပြီးတော့အရင်ကြည့်လို့ပြောခြင်းတယ်9000 mAh battery နဲ့90 watt fast charging ကတော့အရင်ကြီးတော့အသက်ဆန်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီစတဲ့မှာ battery တော်တော်လေးခံလာ90 watt fast charging ပါတာတွေကတော့ကျွန်တော်ချီးကျူးပါမယ်အဲ့ဒါထက်ပိုပြီးတော့ဟိုချီးကျူးခြင်းညာကောင်းတာက30 watt ဒါ wireless charging လည်းပါတယ်ဗျဒီကောင်းရဲ့90 watt fast charging နဲ့တွဲမှာဆိုရင်တော့ smart mode နဲ့ဆိုရင်1 to 100ကိုကျွန်တော်တို့44မိနစ်နဲ့တွဲနိုင်မယ် hyper mode နဲ့သွင်းမယ်ဆိုရင်တော့ကျွန်တော်1 to 100ကို38မိနစ်နဲ့ပဲအားသွင်းနိုင်တယ်လို့ပြောထားတယ်ပေါ့နော်တကယ်တမ်းတော့ကြာချိန်ကတော့6မိနစ်လောက်ပဲကွာတာပါ ကျွန်တော်စမ်းကြည့်သလောက်လေကြီးမိနစ်40ဝန်းကျင်နဲ့ဒီကောင်ကဖုန်းအားတရာပြန်ပြည့်တယ်ပေါ့နော်အချိန်တွေမျိုးမျိုးကြောင်ကျွန်တော်နဲ့မတူဘဲနဲ့2မိနစ်3မိနစ်လောက်ကွာဟားချက်တွေဖြစ်နိုင်တဲ့သူတွေလည်းရှိကောင်းရှိလိမ့်မယ်ဒါတတိပတ်ဝိုင်းလက်ချက်ချင်းနဲ့တွင်းမယ်ဆိုရင်တော့ကျွန်တော်တို့အချိန်ပို့ပြီးတော့ယူရမယ်1 to 100ကိုဒါတနားကနေ43မိနစ်တော့ပြောထားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဝိုင်းလက်ချက်ချင်းနဲ့အတွင်းအမြဲတမ်း safety concern တွေ battery ရဲ့ဟို degradable မဖြစ်အောင်လို့အဲထိန်းချုပ်ရတာဖြစ်တဲ့အတွက်ဒါအသွင်းချိန်ကြာတာကတော့ဝိုင်းလက်ချက်ချင်းတွေကပုံမှန်ပဲလို့ပြောလို့ရတယ် IP64 dust and water resistant ပါတဲ့အတွက်ကျွန်တော်တို့တာမန်ရေဆိုးရေစင်ခံနိုင်တယ်ပြီးပါဖုန်တန်သဲတန်လည်းအတော်တင့်ခံနိုင်တယ်ဒီကောင်ရဲ့ in display fingerprint ဆိုရင်လည်းကျွန်တော်တို့တော်တော်ကြီးကိုမြင်တယ်ဗျာပြီးပါဒီကောင်မှာ one hand touch feature တွေဘာနေလဲဆိုတော့ကျွန်တော်တို့ရေဆိုးနေတဲ့ LED တွေနဲ့ပဲတုံးတုံးအစီပြန်တဲ့ LED တွေနဲ့ပဲတုံးတုံးဒါ phone screen ရ AC ပို့လို့ရတယ်ရေပေါ့နော် RAM အနေနဲ့က12 plus 12 24K တိရှိပြီးတော့ကျွန်တော် storage အနေနဲ့က256 GB ရမယ်ကျွန်တော်တို့ဒီ backing ငွေစင်းနဲ့ official brand နဲ့မှာဒီလိုမျိုးဖုန်းကိုရှာပေးဖို့ဆိုတာတော်တော်လေးကိုခက်သွားပြီဗျအဲဒါပေမဲ့ကိုက ဆယ်သိန်းလောက်လည်းမသုံးနိုင်ဘူးဒီထက်ပိုပြီးတော့ဈေးနဲ့တာမျိုးလည်းလိုချင်တယ်ဆိုရင်တော့အခုဗီဒီယိုဆက်ပြီးတော့ကြည့်ပေးပါတော့။ဘာလဲဆိုတော့ဒီကောင်းနဲ့ပို့ပြီးတော့ဈေးသက်သာတယ်၈သိန်းခွဲဆိုရယ်ဈေးထဲမှာ YoYo Base Model Infinite Note 15ရှိတယ်။ဈေးတန်းအရဆိုရင်တော့ဒီကောင်က၈သိန်းခွဲဈေးနဲ့ ီကောင်းချက်တောင်းနည်းနည်းလေးပို့ပြီးတော့တန်တယ်လို့ပြောလို့ရတယ်ဆိုတော့ဘာတွေကွာလဲတော့ကျွန်တော်နည်းပြောပြပေးမယ်ဗျာဒီကောင်းမှာကျတော့ ultra violence မပါဘူးပြီးတော့ spo2 sensor မပါဘူးအဲ့ဒါကောင်မှာ32 megapixel အစား13 megapixel selfie ဖြစ်သွားမယ်ဗျာဒါ90 watt fast charging အစား45 watt ဖြစ်သွားမယ်ပြီးတော့ run 12g အမြင့်ဆုံးအစား run 8g version နဲ့ပဲအမြင့်ဆုံးလာမယ်ပေါ့နော်ဒါပဲကျွန်တော်တွေကအတူတူပဲ အဲ့ဒါတွေဒါပေးလိုက်မယ်ဆိုရင်ကျွန်တော်တသိန်းခွဲပို့ပြီးတော့တက်တာသွားမယ်။ကျန်တဲ့144 hash တွေ AMOLED တွေကျွန်တော်9900 battery တွေ Helio G100 Ultimate တွေ Metal frame တွေ wireless charging တွေအဲ့ဒါတွေအကုန်လုံးအတူတူပဲဗျာသိလား။ဘို့တော့ဟိုဘလို့ရမလဲဈေးအများကြီးမသုံးကျင်တဲ့သူတွေကလည်းဈေးတသိန်းခွဲလောက်ပို့တက်တာပြီးတော့အရင်ကြီးမကွာတဲ့ quality ကိုပြန်ရမယ်။ဈေးပို့သုံးနိုင်တဲ့သူတွေကလည်းတသိန်းခွဲလောက်ပို့ပေးပြီးတော့ပို့ကောင်းတဲ့ quality ကိုယူလို့ရတယ်ဗျာ။ ဆိုတော့ဒီ Infinite Note 15 series တွေကသူတို့ရဲ့ pricing တွေရော pricing ပေါ်မူတည်ပြီးတော့ဒီ specification ကို short အတင်းလုပ်ပေးထားတာတွေကအစသိပြီးတော့ညင်ရနိုင်ကြမရှိဘူးဗျာကျွန်တော်ကိုဘယ် version ဝယ်ရမလဲလို့လာမင်းကျွန်တော်ကပတ်စံတက်နိုင် Pro ပဲဝယ်ပါဒါပေမဲ့ Holy Bug က Euro version လေးကလည်းအရင်ကွာမနေပါဘူးလို့ပြောနေတယ်ပဲဒီနေ့ video လေးကိုအဆုံးသတ်ချင်ပါတယ် Infinite Note 15 Pro ဝယ်ယူတဲ့လူတိုင်းကို free gift အနေနဲ့ power bank လုံးကြီးလက်ဆောင်ထည့်ပေးပါမယ်လို့လည်းသိရပါတယ်ဆိုတော့ဒီနေ့ video ကိုအဆုံးထိကြည့်ပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်